မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းမြန်မာသားဖန်နီးနဲ့စကားပြောဆိုနည်းလေးတွေအပြင်အတန်းစဉ်အလိုက်မြန်မာသားဖတ်စာလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါတယ်ရှင်ဒီနေ့တော့ဧကတသမတန်မြန်မာသားဖတ်စာမှာပါဝင်တဲ့ရွှေနေယုံမပန်းစကားဆိုတဲ့ကြပြလေးတပုတ်ကိုဖတ်ပြပေးသွားမှာ ဖြစ်ပါတယ်ရွှေနေယုံမပန်းစကားဆိုတာကတော့ လင်ကအချင်းငယ်ဆိုတဲ့ကဗျာအမျိုးအစားဖြစ်ပါတယ်ပကံခက်ကပေါ်ပေါက်ခဲ့ပြီးတော့တေးကဗျာဟူ၍၎င်းတေးလက်ကြောင်မင်းလက်ထက်တွင် ပေါ်ပေါက်ခဲ့သောတေးကဗျာဟူ၍၎င်းအမှတ်အသားရှိတယ်ပုပ်ပါတောင်ဟာသကဝါပန်းပွင့်တာအရန်ဖြစ်တယ်တရောင်လုံးသကဝါပန်းနေဖုံးနေတဲ့အတွက်ကြောင့်မလို့ရွှေတောင်ကြီးလို့ပင် ထင်ရတယ် ပုပ်ပါတောင်ကဇကဝါပန်းဟာပကံခေကဲတဲ့ကထင်ရှားခဲ့ဟန်တူတယ်ဇကဝါပန်းနဲ့ပတ်သက်ပြီးတော့လွမ်းစရာဇလန်းလေးတွေကိုလည်းဌာနရီတပ်ဖွဲ့ပြောလိရှိကြတယ်ပကံသူရဲကောင်းပြက်တာဟာ ပုပ်ပါကဇကဝါပန်းကိုခုပြီးတော့ပကံနန်းတော်ကိုနေ့စဉ်ဆက်သရတယ်အဲ့လို န်းတော်ဆက်တာဝန်ကိုထမ်းရရနေပြီးတော့ပုပ်ပါသူမေဝနာနဲ့တွေ့ပြီးတော့ချစ်ကြွန်းဝင်ခဲ့တာဖြစ်ပါတယ်ပုပ်ပါတောင်ဟာဇန်နဝါရီတီးဟူသောပန်းများဖုံးနေတဲ့တောင်လဲဖြစ်ပါတယ်ဤရွှေနေရုံမှာပန်းစကားလင်းကအချင်းငယ်ဟာဘဘဲမောင်တင့်တဲ့နှမအကြောင်းဖွဲ့ဆိုတဲ့လင်းကဟု ကပြာဗမ္မတာရကျန်းစရာပကံဝန်တော့မင်းဥတင်ကဆိုတယ်ကပြာမှာမိမပြိုတူကမိမိမြစ်တာဇလက်အကြောင်းပြောပြနေဟန်ဖွဲ့ထားတယ်ရှေးမြမအမျိုးသမီးတို့ရဲ့ကိုကျင်တရားမြစ်တာတရားကိုလေးစားပွေရာတွေ့ရမှာဖြစ်ပါတယ်ဒီကပြာထဲမှာနော်ဒီကပြာကိုလင်းငါဟူ၍၎င်းအချင်းငယ်ဟူ၍၎င်းခေါ်တွင်ခဲ့ကြတာဖြစ်ပါတယ် ဒီရွှေနေယုံမပန်းစကားဆိုတဲ့ကြပြလေးရတော့ထူးခြားချက်ကတိုးကလေးဆိုပြီးတော့ရင် အစခြေပြီးတော့ရင်နော်ရေးဖွဲ့ထားတာဖြစ်ပါတယ်တိုးကလေးဆိုတာကဘာလဲဆိုတော့တိုးဆိုတာအုတ်ထုံတို့မဟုတ်ခမောက်ကိုခေါ်တာဖြစ်ပါတယ်တိုးကလေးဆိုတဲ့အခါကျတော့အုတ်ထုံဒါမှမဟုတ်ခမောက်စောင်းထားတဲ့မင်းမဟာဂီရိနမင်းကြီးကို တိုင်တယ်ပြီးတော့ဖွဲ့ဆိုထားတဲ့ လေငါကပြာအမျိုးအစားလေးတစ်ခုဖြစ်ပါတယ်။ကဲဒါဆိုလို့ရှင်ဒီရွှေနေရုံမှာပန်းစကားဆိုတဲ့ကပြာလေးကိုဖတ်ကြည့်အောင်။တိုးကလေပုပ်ပားနဲ့တောင်အခောင်မြင့်ဖြာစုံတော်ပြား၌နန်ရှားကြိုင်လွင့်ခါတန်ပွင့်သည်ရွှေနှင့်ရိုးမပန်းစကား လီစကားပွင်နှင့်နှိုင်းတင့်တို့သည်ရဲမျိုးသမီးမောင်ကြီးနှမညက်လပြစဉ်မဲ့တီပင်သည်ခရီးသာတိုးကလီမြိတ်လို့စုလဲအငယ်တဲကကျွမ်းဝင်ကြသည်မွေးဖတူရင်မျိုးတီမင်းနှင့်ချစ်ချင်းစုယုံတတ်ထဆုံးသည်နှလုံးမချဆောင်တရား ချိန်မီမင်းမြက်တုံနေစဉ်ရထဲဖြင့်နဲ့ကျိုင်းစင်မြဝါမတ်ကြီးလျာကိုမေသာကြိုက်မိတုမရှိတဲ့ဒါကတော့ရှေးစာဆိုကနေပြီးတော့ရင်ရေးဖွဲ့ထားတဲ့ရွှေနေယုံမပန်းစကားဆိုတဲ့ကြပြားလေးတပုံဖြစ်ပါတယ်ဒီကြပြားလေးကတော့ပုံပတောင်မှာရှိတဲ့ဇကဝါဘန်းနေရဲ့အတရားလှပတဲ့အကြောင်းလေးတွေကိုရွှေနေယုံမထေရွှေနေယုံမလောက်အောင်ထင်း ပင်ရှိလာပါတယ်ဆိုပြီးတော့ရင်နှိုင်းရှင်ထားတဲ့ကြပြားလေးတစ်ပုတ်ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်